Hello အားလုံးပဲမင်္ဂလာပါရှင်။မလေးရဲ့ဖိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှကျတော့ချူချူဆင်းဆင်းလေးနဲ့စားလို့အရင်ကောင်းတဲ့မအုံးနောက်ကလေးကိုအိမ်မှာလွယ်တကူလှုပ်ရှားပြလို့လုံနည်းလေးကိုလာပြီးတော့မျှဝေပေးပါတယ်ရှင်။ဒီလုံနည်းလေးကဆိုလို့ရှိရင်မုံမလုံတတ်တဲ့သူတွေတက်တော့လုံးဝလုံးတတ်မဲ့လုံနည်းလေးပဲဖြစ်ပါတယ်။အရင်ကိုလွယ်ကူတာမို့ကြောင့်မလေးဘလို့လုံးလဲဆိုတာကိုမလေးရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ပေးကြပါအောင်ရှင်။ ပထမဦးဆုံးခွက်တလုံးနဲ့ကိုစာမုံဆိုင်ချင်ခွက်တစ်ခွက်စာထည့်ပေးလိုက်မယ်။စာအနေငယ်နဲ့တကြားထမင်းစားစနစနို့ကိုထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့ရေးဆိုင်ချင်ခွက်တုံခွက်စာတို့ကိုထည့်ပြီးတော့အားလုံးနှက်သွားအောင်သူ့ကိုမှွေထားပေးလိုက်ပါမယ်ရှင်။ဆမ်မုံလေးတွေအားလုံးပြည့်ဝသွားပြီဆိုရင်တော့သူ့ကိုအုပ်ဖုံးလေးအုပ်ပြီးတော့မိနစ်30လောက်နှက်ထားပေးလိုက်ပါမယ်။ပြီးပြီဆိုရင်တော့တာကူကြိုရန်အတွက်အိုတလုံးလေးကိုရေးဆန်ချိန်ခွဲ၃ခွက်စာထည့်ပေးလိုက်ပါမယ်။ တာကူစိတ်ကိုကြတော့စံချိန်ခွဲတဝက်စာလောက်ထည့်ပေးလိုက်ပါမယ်။ပြီးရင်တော့တာကူမျက်စိလေးတွေပျောက်လာသည့်အထိပေါ့နော်80ရာခိုင်နှုန်းလောက်သူ့ကိုကြိုးတွားပေးလိုက်ပါမယ်ရှင်။ကဲရေလေးလည်းခန့်လာပြီတာကူမျက်စိလေးတွေလည်းပျောက်လာပြီဆိုရင်တော့အတူထဲကိုအုံလို့စံချိန်ခွဲနှစ်ခွဲစာလောက်ထည့်ပေးလိုက်ပါမယ်။ပြရင်တော့အလုံးနှံ့သွားအောင်သူ့ကိုမှုေ့ပေးလိုက်ပါမယ်။ပြရင်တော့မီးအေးအေးလေးနဲ့ပေါ့နော်။တာကူနဲ့အုံနိုလေးတွေစူပွက်လာတဲ့ဒီသူ့ကိုကြိုတွားပေးလိုက်ပါမယ်ရှင်။ အုံနှုတ်လေးတွေကလည်းဆူလာပြီဆိုရင်တော့အတူထဲကိုအစောကနှတ်ထားတဲ့မုံနှိရည်လေးကိုထည့်ပေးလိုက်ပါမယ်ရှင်။ပြီးရင်တော့မေလေးတို့အဆက်မပြတ်ကလေးမိအေးလေးနဲ့သူ့ကိုမှု့ပြီးတော့ကြိုးပွားပေးရမှာဖြစ်ပါတယ်ရှင်။ မှုရင်းမှုရင်းနဲ့မုံလေးတွေကဒီလိုမျိုးလေးခဲလာပါလိမ့်မယ်ပြီးရင်တော့မေလေးတို့ရေကုန်ပြီးပြီပေါ့နော်လုံးဝခဲလာတဲ့တူကိုကြိုလွှားပေးရမှာဖြစ်ပါတယ်မေလေးဆိုရင်ကြိုချင်ရတော့ဒီနေရာမှာမိနစ်40လောက်ကြာခဲ့ပါလေရှင်မုံလေးတွေကိုအပေါ်မြောက်ကြည့်တဲ့အခါတူကိုဒီလိုမျိုးလေးညောင်စီမတမ်းမဲနဲ့အပြက်ပြက်ကလေးတွေကြာလာပြီဆိုရင်တော့မေလေးတို့မုံလေးကတော့ရပါပြီရှင်ပြီးရင်တော့တူကိုအေးခံရတော့အေးခံမဲ့ခွက်တလုံးနဲ့ကိုစီလေးတုပ်ထားပေးရပါမယ်ပြီးပြီဆိုမှမေလေးတို့မုံနစ်ကလေးကိုထည့်ပြီးတော့အေးခံထားပေးရမှာဖြစ်ပါတယ် တကယ်လို့မင်းလေးတို့ခွက်မစီမတော့ဘူးဆိုရင်တော့မုံသားလေးတွေကတ်နေတတ်ပါတယ်။ပြီးရင်တော့အပေါ်မျက်နှာပြင်ကိုလည်းညှိရွတ်မိကစီလေးအနေငယ်တုတ်ပြီးတော့သူ့ကိုမျက်နှာပြင်လေးတွေညှိအောင်ညှိထားပေးလိုက်ပါတယ်ရှင်။ ပြီးပြီဆိုရင်တော့အမေလေးကသူ့ကိုအေးအခန်းထဲမှာထည့်ပြီးတော့အေးခံထားပေးလိုက်ပါတယ်။အေးအခန်းထဲမှာမဟုတ်ရင်လည်းဒီတိုင်းအပြစ်မှာပဲလုံးဝအေးခဲ့တော့တဲ့ဒီအေးခံထားလို့ရပါတယ်ရှင်။ပြီးရင်တော့အုံစီချက်ရံအတွက်အုံတို့190မီလီလီတာကိုထည့်ပြီးတော့ကြိုးထားပေးလိုက်ပါမယ်။ကြိုးရင်းကြိုးရင်းနဲ့ဒီလိုမျိုးလေးအုံအုံတို့လေးတွေလုံးဝခန်းလာပါလိမ့်မယ်။ဒီလိုမျိုးလေးပေါ့နော်အုံနစ်နဲ့ ဒီစီလေးနဲ့လုံးဝကွဲလာပြီဆိုရင်တော့မလေးတို့အုံးစီလေးရပါပြီပြီးရင်တော့သူ့ကိုခွက်တလုံးနဲ့ထည့်ပြီးတော့အေးခံထားပေးလိုက်ပါမယ်ကဲမလေးတို့အေးခံထားတဲ့မုံလေးရလည်းခဲလာပြီဆိုရင်တော့သူ့ကိုစိတ်တိုင်းကြလေးလှီးဖြတ်ပေးထားလိုက်ပါမယ်မေလီတို့လှိမဲ့ဓာလေးမှာစီလေးတုပ်ပေးရပါမယ်။ဒါမှမေလီတို့ဓာမှာပေါ့နော်။မုန်းနှစ်တွေကပ်မနေမှာဖြစ်ပါတယ်။ပြီးရင်တော့မိမိစိတ်တိုင်းကြလေးလှိဖြတ်ပေးလိုက်ပါမယ်။ ချီပါအောင်တူရဲမုံသားလေးရဆိုလုံးဝ3 3 ee လေးပေါ့နော်ကဲပြီးပြီဆိုရင်တော့မင်းလေးတို့အပေါ်မှာသွားချက်ထားတဲ့အုတ်စီလေးနဲ့အုတ်နှစ်ကလေးကိုဆန်ပေးလိုက်ပါမယ်ကဲခုဆိုရင်တော့မေလေးတို့မအုပ်နှောက်လေးရတော့စားဖို့စနစ်ဖြစ်ပါပြီရှင်။သူ့ရဲ့မုံထားလေးရဆိုရင်တုံတုံအီအီလေးနဲ့ပြီးတော့ချူချူစင်းစင်းလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်။လုံနီးလေးရအရန်ကိုလွယ်ကူပြီးစားလို့အရန်ကောင်းတာမို့ကြောင့်မေလေးကဒီဗီဒီယိုလို့ကိုမျှဝေပေးလိုက်ပါတယ်ရှင်။ ကဲဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။မင်းလေးရဲ့ဗီဒီယိုလေးတွေကိုအစားဆုံးလိုက်ကြည့်ပေးတဲ့သူတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်။ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုလေးမှပြန်ဆုံမယ်နော်။အားလုံးပဲဘိုင်ဘိုင်။